ဒီနေ့ညတော့ရှနီဒေတာနဲ့ပြည်တွင်းကသတင်းတွေကိုနားဆင်သွားကြမှာပဲဖြစ်ပါတယ်။ငါးနှစ်တိုင်ရနာထားတဲ့ Indoji Data လုံးဆိုင်ရာရှနီတကူနဲ့ကောက်ဦးဆွန်ကတ်လူပွဲကိုပြန်လည်ပြုလုပ်မယ်တဲ့။မိုကိုမြို့ကဒေတာခံ၃ပုံနှပုံကျော်ထွက်ခွာနေပြီးတော်လန်ကြီးတပ်ဖွဲ့တွေလည်းအရေးကြီးနေရာတွေကနေပြန်ဆုတ်နေရတဲ့တဲ့။အမေရိကန်က TPS ရဲ့ဆဲလိုက်လို့နိုင်ငံသားတွေပြန်လာပြီးမဲပေးနိုင်တဲ့အကြောင်းစစ်ကော်မရှင်ကဖိတ်ခေါ်တဲ့တဲ့။ ဝိုင်းမော်မြို့နယ်မှာလက်နက်ကြီးကြားရပောက်ကွဲမှုတွေကြောင့်တိရခမ်တချို့ထိခိုက်ဒဏ်ရာရတဲ့တင်းစတဲ့တင်းတွေကိုလည်းနားဆင်သွားကြမှာပါငါးနှစ်တိုင်ရနာထားရတဲ့ Intel G Data လုံးဆိုင်ရာရှက်နှစ်တကူနဲ့ကောက်ဥဆုံးကပ်ပွဲကိုပြန်လည်ပြုလုပ်မဲ့တည်င်းပြောပြပေးပါမယ်။ Intel G Data မှာငါးနှစ်တိုင်ရနာထားရတဲ့ရှက်နှစ်တကူပွဲနဲ့ကောက်ဥဆုံးကပ်လူတန်းပွဲတော်ကိုလာမယ့်လမှာပြုလုပ်တော့မယ်လို့ပွဲချင်းပိုက်ကော်မတီစီကနေတည်ရပါရယ်။ ွဲချင်းပိုင်ကော်မတီဝင်တူကတော့အခုလိုပြောပြပါတယ်ကျွန်တော်တို့ကဒီကိုရိုးရာထုံနှံစီတာအဲ့ဒါကိုပျောက်ပြတ်သွားမှာဆိုတော့မပြင်းပရဲကြာတဲ့အတွက်ကြောင့်မို့ကျင်းပတဲ့နိုင်တဲ့အချိန်ကမှဒါကြောင့်မို့ကျင်းပဖြစ်အောင်လို့ပြန်လဲပြီးတော့မှကျင်းပခြင်းဖြစ်ပါတယ်23ချိန်မြောက်ပွဲကိုတော့ Energy Data နမူးမျိုးမှာပဲတန်ကားတော်တွေကိုကောက်ဦးစွန်းကတ်လူတာပရိဒါကပွဲတွေနဲ့နေ့ရက်ကျင်းပသွားမှာလို့လည်းတည်ရပါတယ် အင်ဒိုဂျီဒေတာလုံးဆိုင်ရာပွဲကိုအင်ဒိုဂျီဒေတာမှာရှိတဲ့ကျေးရွာအုပ်စုတွေကိုနှစ်စဉ်အလဲကြား2ဒေါ်လာစံတရက်နေ့မှာပြုလုပ်လာခဲ့တာနှစ်ပေါင်း20ကျော်ခဲ့ပြီလဲဖြစ်ပါတယ်။တူပေမဲ့2020ကတ်ရောဂါနဲ့2021ခုနှစ်အာနာတင်းပြီးနောက်ပိုင်းမှာတော့ကျင်းပနိုင်ခြင်းမရှိတော့ပဲကျေးရွာတွေအလိုက်တာအချင်းချင်းကျင်းပခဲ့ကြတာပါ23ကြိမ်မြောက်အလဲကြားတဲ့ကျေးရွာအုပ်စုက I lead to ကျေးရွာဖြစ်ပေမဲ့အဲ့ဒီကျေးရွာပန်းလုံခြုံရေးအရာမကျင်းပနိုင်ဘူးလို့လဲဆိုပါတယ်။ အင်းတော်ကြီးဒေတာမှာရှိတဲ့ခြေရွာထပ်ဝက်နီးပါးကိုတော့ KNY PDF ပူပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားပြီးအဲ့ဒီခြေရွာကဒေတာခံတွေလာရောက်ပူပေါင်းဖို့အခက်အခဲရှိတယ်လို့လည်းဆိုပါတယ်။သူကတော့အခုလိုဆက်ပြောပါတယ်။သူတို့ကျတော့ဒီလာနိုင်ဖို့ကတော့လုံးတုံးရဟိုဘက်ကကျတော့ကိတ်တွေအများကြီးတယ်။သူတို့ကလည်းလမ်းဖွင့်ထားတဲ့ကကျတော့အများကြီးမဟုတ်တော့နည်းနည်းပါးပါးလာနိုင်ကြမှာ။ အဲဘယ်လိုထင်လဲဆိုတော့သူတို့တက်လုံခြုံရေးစိုးရင်ရတော့သူတို့မလာတာတော့ပဲမလာနိုင်ဘူးလို့ပေါ့မလာနိုင်ဘူးတော့ထင်တာပေါ့လေတချို့ကျတော့အင်းတို့ဂျီတီတိုက်ရဲ့ရှာနှစ်တကူပွဲတော်နဲ့ကောက်ဦးဆုံးကတ်လူတန်းပွဲကို20လူတတောင်းခွဲကျော်ပါဝင်ဆင်နွှဲကြတာလည်းဖြစ်ပါတယ်ဝိုင်းမော်မြို့တွင်လက်နက်ကြီးကြရောက်ပောက်ကွယ်မှုကြောင့်ဒေသခံတို့ထိခိုက်ဒဏ်ရာရတဲ့တဲ့တင်ကိုပြောပြပေးသွားပါမယ်။ ဝိုင်းမော်မြို့အနီးနားကရွာတွေမှာစစ်ကော်မရှင်နဲ့ KIA PDF ပူးပေါင်းတပ်တို့နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီးလက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံများမှတည်ရပါတယ်။ ဖြစ်နေတာ၃၄ရက်လောက်တော့ရှိပြီအပတ်နာလို့ပဲတည်ကြတာတယောက်ပြီးတယောက်တော့ပြောနေကြတယ်လက်နဲ့ကြီးကတော့ကြားနေရတာပါပဲဒါကတော့၎င်းကဆိုပါတယ်မနေ့ကနိုဝင်ဘာ24ရက်မနက်ပိုင်းမှာဝိုင်းမော်မျိုးလက်မြန်ကျေးရွာနဲ့ဝီယန်ကျေးရွာအနီးတစ်ဝိုက်မှာကြားရောက်ပေါက်ကွယ်ခဲ့တယ်လို့ဆိုပါတယ်ပေါက်ကွယ်မှုကြောင့်ထိခိုက်ဒဏ်ရာရတဲ့ဝီယန်ကျေးရွာကဥပေါဟုံ အသက်54နှစ်တီး လေပြောက်ဝေဒနာခံစားနေရပြီးအိမ်ရှိတွင်ပလက်ကလထိုင်နေစဉ်ကြာရောက်ပောက်ကွဲခဲ့ပြီးရန်စများထိမှန်ခဲ့တယ်လို့သိရပါဗါ။အဲ့ဒီရန်စတွေဟာလက်မောင်းကိုဖောက်ပြီးနန်ကြားထဲဝင်သွားတာကြောင့်စိုးရိမ်တန်ရာနဲ့မြစ်ကြီးနာပြည်သူစေယုံကြီးတို့ပို့ထားကြောင်းသိရပါဗါ။ ပြီးခဲ့တဲ့ရေတရဘအတွင်းကလည်းဝိုင်းမော်မြို့နယ်မှာလက်နက်ကြီးကြောက်ပောက်ကွဲပြီးအမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့်အနီးအနားကရွာတွေကဒေသခံများဟာနှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်လာမှာစိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။မုကုံမြို့ကနေဒေသခံ၃ပုံ၂ပုံကျော်ထွက်ခွာနေပြီးတော်လိုင်းတပ်ဖွဲ့တွေလည်းအကြီးကြီးနေရာတွေကနေပြန်ဆုတ်နေရတဲ့သတင်းကိုပြောပြပေးပါမယ်။ TNN ကစစ်တပ်ထံမူကိုမျိုးကိုပြန်လွှဲပြောင်းပေးမဲ့ရက်နိကလာနေပြီးဒိရခန်တုံးပုံနှပုံကျော်ဟာမြို့ကနေတင်းရှောင်နေရတယ်လို့သိရှိရပါတယ်။ကြောက်စရာတောင်ကောင်းတယ်မူကိုကနေထွက်ခွာနေကြတာနေ့တိုင်းပဲလိုင်းကားတွေမရလို့ကုန်တင်ကားတွေဆိုင်ကယ်တွေနဲ့ကိုနီကိုဟန်ထွက်လာကြတော့တာရွာမှာတောင်၄50အိမ်မှလူတယောက်အနည်းယောက်ပဲအိမ်ဆောင်တောင်မချမ်းတော့ပဲထွက်လာကြသူတွေအများကြီးလို့ဒီကနေ့မှာမူကိုမျိုးကနေစစ်ပေးတင်းရှောင်လာသူတို့ကပြောပါတယ်။ မကုတ်မြို့တွင်ကိုတောင်းတက် TNN ကစစ်တပ်ကိုခေါ်ဆောင်လာမှာဖြစ်တဲ့အကြောင်းတည်င်းတွေထွက်ပေါ်နေပြီးဒီဒါခန်တွေကိုတော့အဲ့ဒီတည်င်းပြောဆိုထားတာမရှိဘူးလို့စစ်ပေးရှောင်းတွေကပြောပါတယ် TNN တွေပြန်ဆုတ်မဲ့အချိန်မှာတောင်းရင်တပ်ဖွဲ့တွေကခုခံဖို့ပြင်ဆင်မှုတွေဟာနိုဝင်ဘာလအစကတည်းကရှိခဲ့ပေမဲ့အခုရပိုင်းမှာတော့မြို့တွင်ကအတိအကျတဲ့နေရာတွေကနေပြန်ဆုတ်ပေးနေရတယ်လို့ဒေတာကဏ္ဍကပြောပါတယ် ဘာလို့ထွက်မှန်းတော့မသိဘူးတတင်းချားနေရတော့အစုံချားနေရတာပဲဒီလိုပဲဝင်လာမယ်ဆိုပြီးလူတွေကတော့မယုံကြဘူးတိုက်ပွဲဖြစ်လာရင်အကုန်ခတ်မှာဆိုပြီးတော့ပြေးကြတာအခုကြောက်မဲလန်းမိုးမိတ်လန်းပွင့်နေဒီရက်ပိုင်းဆိုလော့တောင်းကြတော့မယ်လို့ကြားနေရတယ်လူတူကဆက်ပြောပါတယ်နိုဝင်ဘာလ23ရက်နေ့မှာမုံမွေမြို့ကနေတရနန်နေတပ်ဖွဲ့တွေကားတွေနဲ့မိုးကုတ်မြို့တွင်ဝင်ရောက်လာပြီးအတိတ်ကကြတဲ့နေရာတွေကိုတပ်ဖြတ်ကျက်ထားတယ်လို့လည်းဆိုပါတယ်တော်လိုင်းကြီးနဲ့နှိစက်တဲ့တူတွေပြောဆိုမှုအရာ မိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုစစ်တပ်ဝင်ရောက်လာခြင်း PDF တပ်တွေတိုက်ခိုက်မှုတွေမဖြစ်စေဖို့အတွက် TNN တွေကကြိုတင်ဆွေးနွေးထားမှုတွေရှိတယ်လို့လည်းဆိုပါရယ်မိုးကုတ်ကနေထွက်ခွာသူအများစုကတော့မန္တလေးရန်ကုန်ပြင်းလွင်နဲ့ကြောက်မဲမြို့တွေမှာတိမ်းရှောင်နေကြပြီးမြို့တွင်းမှာနေထိုင်ပြီးအခြေအနေကိုစောင့်ကြည့်နေသူတွေလည်းရှိတယ်လို့သိရပါရယ်မိုးကုတ်ဒေသခံတွေဟာစစ်ပေးတိမ်းရှောင်ချိန်မှာလမ်းစစ်ကြီးမြင့်မှုတန်းတွေကိုခံကြရပြီးစစ်ရှောင်ချိန်ကြာမြင့်မှာတွေကိုလည်းစိုးရင်ကြောင်းဆိုကြပါရယ် မုကုတ်မြို့ပေါ်မှာနေထိုင်သူတသိန်းဝန်းကျင်နဲ့မြို့နယ်ကြီးလက်ဒေသတွေမှာနေထိုင်သူတသိန်းဝန်းကျင်စုစုပေါင်း2သိန်းနေထိုင်တဲ့မြို့တခုလည်းဖြစ်ပါတယ်။ကံက TPS ရက်စဲလိုက်လို့နေရပြန်ပြီးမဲလာပေးနိုင်ကြောင်းစစ်ကော်မရှင်ဖိတ်ခေါ်တဲ့တည်င်းကိုပြောပြပေးသွားပါမယ်။ အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေကို temporary protest status TPS အရာပေးထားတဲ့ယာယီနေထိုင်ခွင့်ကိုရက်စဲလိုက်ကြောင်းထုတ်ပြန်ပြီးတရက်အကြာမှာပဲစစ်ကော်မရှင်ကနေရက်ပြန်လာနိုင်ကြောင်းသတင်းထုတ်ပြန်လာပါတယ်။အခုကျွန်တော်တို့နိုင်ငံမှာမကြမီအချိန်အတွင်းမှာပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲကြီးကျင်းပတော့မှာဖြစ်ပါတယ်။ အမေရိကန်ရောက်မြန်မာနိုင်ငံသားများအနေနဲ့မြန်မာနိုင်ငံကို ပြန်လာပြီးအထွေထွေရွေးကောက်ပွဲမှာမဲပေးနိုင်ပါတယ်လက်ကမ်းကြိုဆိုပါကြောင်းဟု အတိပေးပြောဆိုထားပါတယ်ထုတ်ပြန်ချက်ကို2025ခုနှစ်နိုဝင်ဘာ24ရက်နေ့မှာအမေရိကန်အစိုးရက ထုတ်ပြန်ခဲ့တာဖြစ်ပြီးအကြောင်းရင်းကတော့မြန်မာနိုင်ငံရဲ့အုတ်ချုပ်ရေးပိုင်းဆိုင်ရာတည်ငြိမ်လာမှုနဲ့တိုးတက်လာမှုတို့ကြောင့်လို့သိရပါဗျ။ အမေရိကန်ရဲ့အမိမြေလုံခြုံရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရမြန်မာစစ်တပ်ကဒီနှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲပြုလုပ်ဖို့ပြင်ဆင်နေတာစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကင်တပ်ဖွဲ့တွေကြားအပြစ်ခတ်ရက်စဲရေးသဘောတူညီရရှိခဲ့တာနဲ့တိတာထင်ရှားတဲ့တိုးတက်မှုတွေရှိလာကြောင်းဖော်ပြထားပါတယ်အမေရိကန်အစိုးရရဲ့ဒီထုတ်ပြန်ချက်ဟာအပြုတ်သဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်တယ်လို့လည်းသူကပြောပါဗျ PBS အရာနေထိုင်ခွင့်ရရှိထားသူ4000နီးပါးရှိနေပြီးသူတို့တွေဟာလာမယ့်2026ခုနှစ်ဖေဖော်ဝါရီလမှာအမေရိကန်နိုင်ငံအတွင်းဆက်လက်နေထိုင်ဖို့နေထိုင်ခွင့်ပီဇာလက်မှတ်တစ်ခုခုလိုအပ်မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလ26ရက်နေ့မှာလည်းရွေးကောက်ပွဲအတွင်းနိုင်ငံရေးပြည်ထနာကို နိုင်ငံရေးနှီးဖြင့်ဖြည့်ရှင်းရန်အလားတူကန့်လန့်ချက်ထုတ်ပြန်ပြီးဖိတ်ခေါ်ခဲ့တဲ့အကြောင်းသိရပါတယ်။ အင်ဒိုဂျီဒေတာမှာစပိုင်းရေးဆက်နဲ့ကောက်ရီတမရှားပါမှုတွေနည်းနည်းဆက်တိုက်ကြုံနေရတဲ့တတင်းကိုပြောပြပေးပါမယ်။မူညင်းမြို့နယ်အင်ဒိုဂျီဒေတာအတွင်းမှာစပိုင်းရေးဆက်နဲ့ကောက်ရီတမရှားပါမှုတွေဖြစ်ပေါ်နေတာနည်းနည်းဆက်တိုက်ရှိလာနေတယ်လို့တောင်တူတီကပြောပါရယ်။မူညင်းမြို့ကိုလာတဲ့လမ်းတစ်လျှောက်လုံးအင်ဒိုဂျီကစပားတွေမဲ့လို့ဝင်းလို့ဘယ်သူမှမရေးချရသေးဘူး။ရေးချွေဆက်ကမဝင်ဘူး။ဒေတာအတွင်းမှာရှိတဲ့ဆက်တွေကလည်းမနိုင်ဘူး။ကောက်ရီတမတွေလည်းမဝင်တာနည်းနည်းရှိပြီလို့အင်ဒိုဂျီဒေတာခန့်တောင်တူအမျိုးသမီးတူကပြောပြပါရယ်။ဒီလိုရိတ်တိတ်နှံခြင်းမလုပ်နိုင်တာကြောင့် အမဲလွန်ကြတာတွေဖြစ်ပေါ်နေတယ်လို့မိုးရွာတွန်းမှုတွေကြောင့်လည်းစဘာပြက်စီးမှုတွေကြုံနေရတယ်လို့တောင်သူတွေကပြောပါတယ်။စဘာရစ်ခြေဆက်9ရန်ခါကတအေကကိုကြက်နှစ်တိန်ပေးဆောင်ရပြီးမူးညင်းမြို့နယ်ဟိုပင်မြို့ကရစ်ခြေဆက်တွေဝင်ရောက်လာခြင်းမရှိဘဲဒေတာတွင်မှရှိတဲ့ရစ်ခြေဆက်တွေကအလေးချဆောင်ဆိုင်ရစ်တိန်နေကြရတာပါ။ယခင်နှစ်တည်းမှာတော့မူးညင်းတဲ့ဟိုပင်မြို့ကနေဒေတာထက်ကိုဝင်ရောက်လာတဲ့ရိတ်ခြေဆက်တွေကိုတောင်တူတွေက9ရံတုံးဆွဲခဲ့ကြပါတယ်။ ရိတ်သိမ်းပြီးတောင်သူတချို့ကလည်းကြေးရွာအတွင်းမငြိမ်တက်မှုတွေကြောင့်စပားတွေကိုနေအိမ်ကိုတည်ယူနိုင်ခြင်းမရှိသေးပဲလေတော့တဲမှာတာတူလောင်နေရဆဲဖြစ်တယ်လို့လည်းဆိုပါတယ်။တောက်ပြင်းကောက်တဲစပားတတင်းကိုချက်တတောင်းကျော်စီးတာရှိနေပြီးပြင်ပစပားဝယ်တဲ့ကုန်တက်တွေလာရောက်နိုင်ခြင်းမရှိပဲဒေတာတွင်းကုန်တက်တွေအနှဲငယ်တာရှိနေတာပါ။ပြီးခဲ့တဲ့2024ခုနှစ်ကလည်းစပားတတင်းကိုချက်တောင်းနှစ်ထောင်တာရှိပြီးတောင်တူလေဓမ္မတွေအရှုံးပေါ်ခဲ့ကြတယ်လို့စိုက်ပျိုးရေးချင်းငွေတွေမပေးဆက်နိုင်တာကြောင့်အခုနှစ်မှာတော့ မုံညင်းမြို့ကချင်းငွေတွေမရရှိတော့ဘူးလို့လည်းသိရပါဗျ။ရှန်နီအတန်ရဲ့ pocket အစီအစဉ်လေးကိုရှန်နီပါတာနဲ့မြန်မာပါတာပါတာနှမျိုးတင်ဆက်ပေးနေပါတယ်ခင်ဗျာရှန်နီအတန်ရဲ့တတင်ဆောင်းပါးတွေကို www.shannyboy.com နဲ့ www.facebook.com/tapoyoshanny ဆက်မျက်နှာတွေမှာတွားရောက်နားဆင်လို့ရနိုင်ပါပြီဒါပြင်ရှန်နီတိုင်းသားတွေရဲ့ယဉ်ကျေးမှုတွေလူနေမှုဘဝတွေလူမှုရေးစီးပွားရေး စာရတွေကိုလည်းစောင်းပါတွေ short တွေအနေနဲ့လည်းရှန်နီအတန်ရဲ့ re YouTube channel Telegram နဲ့ channel တို့မှာတွားရောက် ကြည့်ရှုနိုင်ပါတယ်။ရှန်နီအတန်ရဲ့ TikTok မှာလည်းရှန်နီတိုင်းသားတွေရဲ့ရိုးရိုင်ရင်ကျင်းမှုတွေနဲ့သတင်းတွေကိုကြည့်ရှုနိုင်ပါတယ်။အခုလိုနားဆင် အားပေးခဲ့ကြတဲ့အတွက်ရှန်နီအတန်ဝိုင်းတော်တာတွေကအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်လူပိတာအားလုံးကိုစိတ်နှပါစမ်းမချမ်းသာကြပါစေခင်ဗျာ။ဤသို့တေယောက်ခါကြောင်း